မိုင်းခုံမြို့တွင်2025-2026ပညာသင်နှစ်အတွက်ခြေကံပညာကျောင်းများစတင်ဖွင့်လှစ်တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်ခရိုင်မိုင်းခုံမြို့တွင်2025-2026ပညာသင်နှစ်အတွက်ယနေ့မှစတင်၍ခြေကံပညာကျောင်းများဖွင့်လှစ်ပြီးမိုင်းခုံမြို့ရှိကျောင်းသားကျောင်းသူများကအေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြပါတယ်။မိုင်းခုံမြို့ရှိခြေကံပညာအထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်ပညာသင်ကြားခြင်းနဲ့အတူကျောင်းအနှံ့ချင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ကျောင်းစတင်ဖွင့်လှစ်ပညာသင်ကြားပေးခြင်းနဲ့အတူကျောင်းအနှံ့ချင်းလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။မိုင်းခုံမြို့တွင်2025-2026ပညာသင်နှစ်အတွက်ဖွင့်လှစ်ထားသည့်အခြေခံပညာထက်တန်းကျောင်းတစ်ကျောင်းအခြေခံမူလတန်းလွန်ကျောင်း၃ကျောင်းစုစုပေါင်း၄ကျောင်းရှိကြောင်းသိရှိရပါသည်ခင်ဗျာ။ ဆက်လက်၍တုံတာမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီးကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာရစွာပညာသင်ကြားလျက်ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်တုံတာမြို့တွင်ဇွန်လ၂ရက်နေ့နေ့၈နာရီမှစ၍အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီးကျောင်းသီးသီးတွင်ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာရစွာပညာသင်ကြားလျက်ရှိကြောင်းသိရှိရပါတယ်။ တုံတာမြို့တွင် အထက်တန်းကျောင်းတစ်ကျောင်းအလယ်တန်းကျောင်းတစ်ကျောင်းနှင့်မူလတန်းကျောင်းတစ်ကျောင်းတို့ရှိကြောင်းသိရှိရပြီးအဆိုပါကျောင်းသီးသီးတွင်ကျောင်းသားကျောင်းသူများစိတ်လက်ပျော်ရွှင်အေးချမ်းစွာပညာသင်ကြားနိုင်စေရေးအတွက်မြို့အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ကျောင်းဝင်းအတွင်စုပေါင်းတန့်ရှင်းရေးများကြိုတင်ဆောင်ရွက်ထားရှိပြီးယနေ့ကျောင်းတစ်ချိန်တွင်လည်းကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာယာစွာပညာသင်ယူလျက်ရှိကြောင်းသိရှိရပါသည်ခမညာ